Hello အားလုံးပဲမြင်လာပါ Best Phone နဲ့ပြန်နေကြိုးစားပါလိမ့်ခင်ဗျာအခုတက်ဆက်ပေးချင်တာကကျွန်တော်တို့ Chamberlain Quarter Final ကို Berlin နဲ့တက်ရောက်သွားနိုင်ကြည့်ရှိတယ်လေဆိုတော့ကိုတက်ဆက်ပေးချင်ပါတယ်အခု Chamberlain ရဲ့ဆက်ကြောက်တန်းဆင့် Berlin နဲ့ကံပြီးသွားပြီခင်ဗျာမကြိုးတို့အများထင်မှတ်တဲ့ရလေလေပေါ်ထွက်ခဲ့လို့မထင်မှတ်တဲ့ရလေလေဖတ်ပေါ်ခဲ့တယ်ဒါကြောင့်မို့ဒါနောက်ဒါဖမားကြော်ပြီးတဲ့ချိန်မှာ Quarter Final ကိုတက်ရောက်ဖို့အခွင့်အရေးများအတွက်တင်းတင်းတေကိုတက်ဆက်ပေးချင်ပါတယ်ဒီစုံကျွန်တော်တို့ Premier League ကဒီကတော့ ဒီဆက်ကြောက်တဲ့ဆင့်ရဲ့မှာအတော်လေးအခြေအနေကောင်းတော့တွေ့ရတယ်ပရီးမီးယားလိမှာအက်စတွန်ဗီလာတို့ကတော့အက်စကလပ်ဂရုကိုအဝေးခွင့်မှာသွားပြီးတော့နိုင်ပွဲရခဲ့တယ်အပြီးဒေါမွန်နဲ့လိုင်းလီဒေါမွန်နဲ့လိုင်းလီကိုကြည့်မယ်ဆိုရင်တော့ဖနေဘောပေါ့အက်စတွန်ဗီလာတော့ကျွန်တော်အနေနဲ့တော့တေချာပေါ့ကွန်တာကိုတက်မယ်ဗျာဒေါမွန်နဲ့လိုင်းလီပွဲကိုကြည့်မယ်ဆိုရင်ဒေါမွန်နဲ့လိုင်းလီဒီတေချာပေါ့ဒေါမွန်ဒီအခြေအနေကပီးကလေးရိုက်တော့မကောမှုဗျာကြွရကဒေါမွန်ဒီပြေချာပေါ့လိုင်းလီရဲ့အိမ်ဝင်းမှာသွားရင်ဆိုင်တဲ့အချိန်မှာတော့ ကျွန်တော်အနေနဲ့တောမွေကိုဒီနှစ်မှာတော့ဆက်တော်နဲ့ဆက်တော်နဲ့ဆင်ပါပဲရတတ်နေမလို့ထင်တယ်ဒါကြောင့်မို့ quarter final ကို line လေးပဲတက်ရောက်သွားမလို့ကျွန်တော်မျှလင့်ရတယ်နောက်သတင်းကတော့ဒါ PSV နဲ့ Arsenal ဒီသင်ကတို့တွေ PSV ရဲ့ကွင်းမှာအများကြီးကျွန်တော်တွေရုံးကန်ခဲ့ရမယ်လို့ထင်တာဒါပေမဲ့လွယ်ကူလွယ်ကြလက်ကို Arsenal တို့ပုံဖော်ခဲ့တယ် Arsenal ဒီ PSV ရဲ့အိမ်ဝင်ဖြစ်တော်ညာလဲ 17ဆိုရရလန်နေနိုင်ဝဲကိုသူတို့ရအောင်ပေါ်ဆောင်ခဲ့တယ်ပြိတာကသူတို့ဒါလစင်ကတော့ဖိုင်နယ်ကိုဒီကြောင်တက်မယ်ရဒါကြောင့်မို့ဒါလစင်ကိုသူတို့ဒီဒါလစင်မှာလဲသူတို့မက်ထရစ်ကိုသွားမယ်လင်လမ်းမှတ်ကိုသွားမယ်လဲသူတို့ဝယ်လို့ရပြီ17ဆိုတာက PSVD Arsenal ကို Emirates မှာပြန်လာနိုင်ခွင့်ကတော့ဒါ0.00001လောက်တော့မနေဖြစ်နိုင်ခြင်းမရှိပါဘူးဒါကြောင့်ကတော့ကျွန်တော်ဒါကြောင့်မို့ Arsenal တက်မယ်နောက်ရင်းကတော့ Real Madrid နဲ့ AD ကိုမက်ထရစ်ဒီတင်းက ရမရစ်ဆိုတော့ကတိတိုင်းပဲချန်လေးရဲ့ဘင်းဘလောက်ဖဲချီနေဆိုးနေပါစေဘလောက်ဖဲသူတို့ဒီဒါသူ့ရဲ့လာလီကာမှာအချင်းနေဆိုးနေတက်ပြတ်ပါစေချန်မန်လေးဆိုတဲ့အဆစ်တစ်ခုမှရောက်မယ်ချာပိတော်မနဲ့အုတ်စုအဆင်မှာအချင်းနေဆိုးပြီမယ်ဒီလိုမျိုးဆုံးရှုံးထွက်အဆင်နေမှာဆိုရင်ရမရစ်ဟာဂရုံးဝကိုသူ့ရဲ့ဘင်းတပားလို့သူတို့ဒီလှုပ်ပြနိုင်ခဲ့တယ် အခုလက်ရမ်ရဲရဲ့ပါနီပြူးခွင့်မှာအီဒီကိုကိုဘလောက်ဖဲလာလီကာမှာနိုင်ပွဲမရခဲ့တဲ့အီဒီကိုကိုသူရဲ့ခွင့်မှာတူပန်းဆွဲရလဲကိုနိုင်ခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဘီနီရှက်တို့ဟန်ပါဘီရိုရဲ့ဒါနောက်ဆုံးမိနစ်လေးမှာမဲချုံမရှိဘဲနဲ့အပိုင်ခွင့်ရေးကိုတုံးချမယ်ဆိုတော့ဒေဂျာဘော3 1ရလက်ကိုခေါ်ဆောင်နိုင်ခဲ့ပြီးအီဒီကိုကမြင်းလင်းချက်မဲတော်နဲ့ဒါမှမဟုတ်ခုတော့ဘာဖြစ်ဖြစ်အီဒီကိုရဲ့အိမ်ခွင့်မှာရမ်ရက်ဒီအချင်းရောရုံးကန်နေရတယ်။ဒါကြောင့်မို့ဒီနေ့မှာတော့ဘလောက်ဖဲအချင်းဒီ ကောင်းနေတဲ့ရင်းမဖြစ်ပါစေ AD ကိုပဲနောက်ဆင်ကိုတက်မယ်လို့ကြောင်းနေညွန်လင်းရတယ်နောက်ကတော့ဒီအင်တာနက်ဖျင်းတော့အန်ဒါတော့ကျွန်တော်အစီပါပဲဘင်းတော့ကိုအင်တာကအဝေးကမှာတော့နိုင်ထောကြတော့ဒီကြပါဘင်းတော့ကိုကအင်တာကိုမဖြုတ်နိုင်ဘူးအင်တာပဲတက်မယ်နောက်ရင်းကတော့ဘိုင်ယန်မြူးနဲ့လီဗာပူးဆင်ဒီဘက်ကဒါလီဗာပူးဆင်အနီကဲချောင်းမှုဘိုင်ယန်ကစားကွက်ဝဲကူတော့တာမှန်ပေမဲ့ဒီဘိုင်ယန်မြူးကိုကြည့်မယ်ဆိုတော့ကစားကွက်ဒီ မမေရတရှိမရှိဘူးဗျနိုင်နာနိုင်နာဟုတ်ပေမဲ့တို့တို့ဒီတက်စစ်ရောက်ပြီဆိုရင်ဘာမှတော့ပြနိုင်စွမ်းပြန်နေမှာမရှိဘူးခုတော့ crazy ဆိုရတဲ့ကတော့တောင်းစင်ကိုဒီရပေါ့အချင်းတွေတော့တို့လေးကောင်းသွားရယ်ပြန်နေနေကျတို့ဒီဒီဘကူစင်ကိုတော့ဒါဒီဘကူစင်နဲ့ပြန်နေနေကိုဒါ ebay game ပတ်တင်နေတော့ပြန်လာပြီးတော့နိုင်မှုရတော့ဖြစ်နိုင်ဘူးနောက်ဘက်ကတော့ benfica နဲ့ barcelona ဒါကျတို့ benfica နဲ့ barcelona တို့ psg တို့ လီဗာပူးလီဗာပူးရဲ့ပွဲစဉ်တွေကတော့ဒါအနေကျတည်စူးစားကြပြပြောမယ်ဆိုရင်ဒါကိုရမားရဲ့ဒူခံပြီးပြတဲ့ရှားတဲ့ဒီပဲဗျဒီကိုရမားနှစ်ယောက်ကလည်းရိုမာရဲ့ကရိုမာနှစ်ယောက်ပဲဗျရိုမာရဲ့သူတို့တွေနှစ်ယောက်ဆိုတော့တဲ့ဆန်တိုင်းပဲဘင်ဘီကာရဲ့အိမ်ပွဲမှာလည်းသူတို့ပွဲစမင်း၂၀ကလေးကပါစီရဲ့နောက်ကန်လို့ကိုပါစီသူတို့တွေထွက်သွားတဲ့ချိန်ပဲမဲ့ထွက်သွားရင်ပဲပါစီရာတို့တွေဒါသူတို့ရဲ့ ဟိုစတန်ရပါလဲဆိုတော့လမ်းရမယ်ကိုဘာစီနီးပြဟန်စီဖလေးရဲ့အယဲစွန်လူစားထုတ်မှုဟာကျတော့ဒီနေပွဲရဲ့တော်လေးကိုတိုက်အယဲစွန်မှုဟာမှန်ကန်ခဲ့လို့ပြောလို့ရပြီလမ်းရမယ်ကိုထုတ်ပြီးတော့ဖရန်တော်တွေကိုထိလိုက်တဲ့အချိန်မှာဒါတက်စစ်ကမဆိုးတော်လေးကိုဒါလူရဲ့တယောက်ရော့ရီထားနဲ့ကန်လို့အဆင်ပြေသွားတယ်ဒါကဖင်ဟာရှူးသွားပြီဗျာဒီနေပွဲရဲ့ဘာစီရဲ့ပွဲကတော့ဒါလုံးဝကိုအပီရှေးပြရမှာကဆက်စီနီကူတော်တော်လေးကိုဒါဂုံပြရမယ်ပွဲပါပဲတူဒီ နားနေရာကနေပြီးတော့ပြန်လဲကစားတဲ့ချိန်မှာခုလိုမျိုးလဲစွမ်းပြခဲ့တာကတော့တော်တော်လေးကိုကြည်နေစရာကောင်းခဲ့ပါတယ်နောက်ဘက်ကတော့ PSG နဲ့ဒီပါဘူးဒါကတော့ PSG လို့ကောင်းပါလေဆိုတဲ့တိုက်စစ်ကိုဒီပါကူကတော့မအလီဆန်ဘက်ကထိမ့်ပြလို့ရတာလေကလက်လန်အောင်အရန်ကောင်းပါလေအလီဆန်ဘက်ကတော့ခေါ်တိုရီတို့ဆိုတာကဒီဘက်ခေအော်အော်ဂျန်အော်လက်ဆိုတာကဒီဘက်ခေအကောင်းဆုံးဂရိုမာရဲ့မှာပါတယ်လုံးဝတို့ဒီတန်ကြားဝင်စီဟာမရှိဘူးဒါပေမဲ့ဒီနေ့ပွဲမှာလေတို့ဒါကောင်းတဲ့လက်စံပြမှုကိုအလီဆန်ဘက်က တက်တီပြသပြီးအလီဆင်ဘက်ကာခစ်ကိုမီလို့ပြောကြတဲ့လူတွေကတော့ဘက်ကာကလက်ဆွမ်းနဲ့တူနှုတ်ပိတ်ခဲ့တယ်မမီကာဒီဆိုစီဒဲဂျီတိုက်စစ်ကဘလောက်ခဲကောင်းပါစေဒါလီဗာပူးကဒီနေ့ပွဲမှာတက်ချီတိုက်စစ်ကပေါ့လီဗာပူးရဲ့ကစားဘောကဘာလဲဆိုရင်သူတို့ဒီကစားဘောမများဖြစ်ရင်ပဲကန်စစ်ပိတ်ပြီးတော့ကောင်တာဖောက်ကစားခွက်တာက လုံးဝအလုပ်ဖြစ်ခဲ့တယ်ဗျဒါတော့ဒါအပြည့်ကြီးအင်ခွင့်မှာလွားပူးပန်းစီနိုင်ခဲ့ပြီမဲ့နောက်တစ်ကြော့မှာတော့တေချာပေါ့ဒါအန်ဖီမှာလည်း ဒီတပင်းကပယ်တဲ့တယ်လို့ကတော့ပြောလို့မရသေးပါဘူး။ Okay ကျွန်တော်တို့ကြောက်ချင်ရတော့ဒါ PSG နဲ့ Liverpool မှာဆင်တော့ Liverpool တက်မယ်ဗျာ။ Barcelona တက်မယ်။ Bayern Munich နဲ့ Inter Milan ဒါ Etico FM ကကြောက်စွန်းစားပြီးတော့ Etico လို့ပြောထားတယ်။အပြီးတော့ Arsenal Lille နဲ့ Aston Villa လို့ Quarter Final မှာပြေးကြမယ်လို့ကျွန်တော်ညီခံမှန်းခြင်းပါလေ။အားလုံးကိုကျေးဇူးတင်ပါတယ်။မနာရှိတော့နေ့ဒီကိုမေးစုလို့ပန်ဆိုင်နေကြပါစေ။